ိုင်းနိုင်ငံစမုတ်စခေါ်ခရိုင်မဟာချိုင်းဒေသအပအဝင်ထိုင်းနိုင်ငံထဲကိုလူမောင်ခိုးပို့ဆောင်နေတဲ့ဆိုပြီးထိုင်းနိုင်ငံသားတအူးနဲ့မြန်မာနိုင်ငံသားတအူးတို့ကိုစမုတ်စခေါ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ဒီကနေ့အော်တိုဘာလ22ရက်နေ့မနက်ပိုင်းကထိုင်းမြို့မှာနေဆက်မြောက်ပြည်မဲဆောက်အမတ်တချစ်ကြည်တရနာမှာသူတို့နှုတ်ဦးကိုစမွတ်စခေါ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။သူတို့နှုတ်ဦးဟာထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံသားတွေတရားဝင်ပို့ဆောင်နေရတဲ့ဆိုတဲ့စော်စွဲခြင်းနဲ့စမွတ်စခေါ်တရားရုံးကအော်တိုဘာလ20ရက်နေ့ရက်စွဲနဲ့အော်ရန်ထုတ်ခဲ့တယ်လို့ဆိုပါရယ်။ ဖမ်းဆီးခံရသူလူဦးကတော့အသက်26နှစ်အရွယ်ထိုင်းနိုင်ငံသားတဦးနဲ့အသက်32နှစ်အရွယ်ကိုစောခေလို့ခေါ်တဲ့မြန်မာနိုင်ငံသားတို့ဖြစ်ကြပါတယ်။သူတို့နှစ်ဦးဟာမြန်မာနိုင်ငံသားတွေကိုထိုင်းမြောက်ပိုင်းခံတွေကနေတရားမွေလမ်းကြောင်းနဲ့စမုတ်စခေါ်ခရိုင်မဟာချိန်ဒေသအပါအဝင်ထိုင်းနိုင်ငံထဲကိုပို့ဆောင်နေသူတွေဖြစ်ပြီးလူမှုကော်ရက်တွေကနေအလုံလက်ခံပို့ဆောင်ပေးနေသူတွေဖြစ်တာကိုစုံစမ်းသိရတဲ့အတွက်ရန်ထုတ်ဖန်ဆီးခဲ့တာဖြစ်တယ်လို့တတင်းမှာဖော်ပြပါဗျာ။ ဒါအပြင်သူတို့လူဦးရဲ့ဘတ်အကောင့်တွေကိုဆက်ဆေးကြည့်ရဘတ်တန်တရာလောက်ငွေအဝေးထွက်ရှိနေတာကိုဆက်ဆေးတွေ့ခဲ့ရတယ်လို့သိရပါတယ်လက်ရှိမှာတော့ဖန်ဆီးခံရသူလူဦးကိုတရားဝင်ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေကိုကိုညီပို့ဆောင်ပေးမှုနဲ့အမှုဖွဲ့ထားပြီးစမော့စခေါ်ရဲစခန်းကိုခေါ်ဆောင်ခဲ့တယ်လို့တတိမောက်ဖော်ပြပါဗျာ။